မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ယေရှုတော်ကြောင့်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အပိုင်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ယာယီတဲဖြစ်သောငါတို့မြေသည်ပြက်လျင် ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲဘုရားသခင်ဖန်ဆင်းတော်မူသော နေဆာထာဝရအိမ်ရှိเจ้าကိုငါတို့သိကြ၏ဒီနေရာမှာကျွန်တော်တို့ သင်ခန်းစာယူဖို့စင်ကျင်ဖို့အကြောင်းရှိပါတယ်နံပါတ်1တခုကတော့ကျွန်တော်တို့ဟာဒီလောကကြီးမှာယာယီနေရတယ်ဆိုတာကိုသိဖို့လိုပါတယ်ယာယီတဲဖြစ်သောငါတို့မြေအိမ်ဆိုပြီးတော့မှတမန်ကျမ်းစာကပြောပါတယ်ဒါကြောင့်လောကမှာကျွန်တော်တို့ဟာ ခဏဧည့်သည်ပဲဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်ကျွန်တော်တို့ဟာလောကထဲမှာဧည့်သည်အာဂန္ဓုဖြစ်တယ်ဆိုတာကိုသိပြီးမှ တနေ့ကျရင်ကျွန်တော်တို့ဒီဧည့်သည်ဖြစ်တဲ့နေရာက နေထွက်သွားရမှာဖြစ်တယ်ဆိုတာကိုသိပြီးကျွန်တော်တို့အတွက်အမြင်နေရမယ့်နေရာတစ်ခုလိုကြောင်းနားလည်ဖို့လိုပါတယ်ဒီမှာကျမ်းစာကနေဆာသာဝရအိမ်ဆိုပြီးတော့မှဖော်ပြပြန်ပါတယ်တချို့လူတွေကပြောပါတယ်မင်းတို့ကျမ်းစာထဲမှာ နေဆာတို့အနေဆာတို့ရှိသလားလို့မေးပါတယ်ရှိပါတယ်နေဆာအမြဲတည်သောထာဝရအိမ်ရှိတယ်လို့တမန်ကျမ်းစာကအတိအလင်းဖော်ပြပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အမြဲတည်သောနေအိမ်ဘုရားသခင်လက်နဲ့လှုပ်ထားတဲ့အဲ့ဒီနေအိမ်ကိုတွားရဖို့ရန်ကကျွန်တော်ရဲ့အန်တီမပန်းတိုင်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာအဲ့ဒီနေအိမ်ကိုရှေ့ရှုရမယ် ယာယီတဲကိုတော့ကျွန်တော်တန်ရောစင်ထားစရာမလိုဘူးအဲ့ဒါကိုခင်တွဲနေစရာလည်းမလိုဘူးကျွန်တော်ဘဝမှာအိမ်တအိမ်ပြီးတအိမ်ပြောင်းပြီးတော့မှနေခဲ့ဘူးပါတယ်အိမ်ငါးဘဝနဲ့နှစ်ပေါင်းများစွာနေရတဲ့ကာလမှာပြောင်းရတဲ့အိမ်တွေကလည်း၄၅6အိမ်လောက်ရှိပါတယ်ဒါကြောင့်မလို့အိမ်ငါးနေတဲ့ဘဝမှာနေရတဲ့အတွက်အိမ်မှာပစ္စည်းဝယ်တာကအစား ရွှေ့ပြောင်းလို့လွယ်တဲ့ပစ္စည်းပဲဝယ်ပါတယ်။အမြဲအတ္တိတကြနေရမှာမဟုတ်တဲ့အတွက်ဘယ်ပစ္စည်းကိုမှ အတ္တိတကြဆိုတဲ့စိတ်မျိုးထားမနေပါဘူး။တင်းရပြူရလွယ်တဲ့ပစ္စည်းတွေရွှေ့ရပြောင်းရလွယ်တဲ့ပစ္စည်းတွေကိုပဲဝယ်ယူပြီးကိုကိုကိုငါဟာဒီအိမ်မှာဧည့်သည်ပဲငါဟာပြောင်းရွှေ့ရမယ်သူပဲဆိုတဲ့စိတ်မျိုးရှိပါတယ်။အတ္တိတကြမဖြစ်ပါဘူး။အဲဒါကြောင့်မလို့ အတီတကျနေရမဲ့အိမ်မျိုးရှိရင် ကောင်းပါပဲဆိုရဲအဲ့လိုစိတ်ကူးအိမ်မက်လည်းရှိပါတယ်အဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့အတီတကျအိမ်လေးမှာ ကိုပြင်ချင်တာလေးတွေပြင်မယ်ကိုစိတ်တိုင်းကျကိုလှုပ်ချင်တာလေးတွေကိုလှုပ်ပြီးတော့မှ ကိုအိမ်လေးကိုကိုပို့ပြီးလှပအောင် ကိုအိမ်လေးကိုကိုပို့ပြီးတော့မှ နေချင်းစပွဲ ဖြစ်အောင်လုပ်မယ်ဆိုရဲစိတ်ကူးတွေလည်းရှိပါတယ်ရန်ကုန်မှာတော့အိမ်ငါးဘွားနဲ့နေကြတဲ့သူတွေများပါတယ် တချို့တွေဆိုလို့ရှိရင် နေကနေလာပြီးပညာသင်ကြားတာဖြစ်တဲ့အတွက်အဆောင်မှာနေကြတဲ့ဖြစ်သလိုနေဖြစ်သလိုစားသူတို့ဘဝတွေကတကယ်ကိုယာယီနေရတဲ့ပုံစံမျိုးအတိုင်းပဲဘယ်အရာမှသူတို့အတွက်စိတ်ချလက်ချရှိမနေတဲ့ပုံစံမျိုးတွေ့ရပါတယ်ချစ်တော်မိပါညီကိုမောင်တို့ကျွန်တော်တို့အခုလောကကြီးထဲမှာနေကြတယ်အိမ်ကားနဲ့နေတဲ့သူပဲဖြစ်ဖြစ်အိမ်ပိုင်နဲ့နေတဲ့သူပဲဖြစ်ဖြစ်အိမ်သုံးလင်းလုံးပဲပိုင်နေပါစေ။ ဒါတွေအားလုံးဟာတနေ့ကျရင် ကျွန်တော်တို့ထားခဲ့ရမယ့်အရာတွေဖြစ်တယ်ဆိုတာသိပြီးမှအမြဲတည်တဲ့ဘုရားသခင်လက်နဲ့လှုပ်တဲ့ကျွန်တော်တို့အမြဲနေရမယ့်အိမ်ရှိပြီလားမရှိသေးဘူးဆိုရင်တော့အဲ့ဒီအိမ်ကို ကျွန်တော်တို့ရှာတွေ့ဖို့လိုပါတယ်အဲ့ဒီအိမ်ကဘုရားသခင် ကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့ယေရှုခရစ်တော်ကိုယုံကြည်သော သူတိုင်းနေရမယ့်နေရာဖြစ်တယ်ဆိုတာကိုသိပြီးယာယီတဲဖြစ်တဲ့မြေအိမ်ပြည့်ရင်တောင် ထာဝရနေရာရှိတယ်ဆိုတော့စိတ်ချနေဖို့အင်မတန်အရေးကြီးပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရောကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့အတွက်အမြဲတည်သောအိမ်ရှိကြောင်းသိရတယ်ဤလောကမှာနေစဉ်မမြဲတဲ့သဘောတွေကိုကျွန်တော်တို့တွေ့နေရပေမဲ့စိတ်ပြအာရုံချင်းမရှိပဲထာဝရတည်သော ကိုရောပြင်ဆင်သောနေအိမ်တို့ယေရှုခရစ်တော်အားဖြင့်ရောက်ဖို့ပြင်ဆင်ထားတဲ့အတွက် ကျွန်တော်တို့အသက်တာမှာစိတ်ချရပါပြီ။ဒါကြောင့်ကိုရောဖျားကြီးစုတင်ပါတယ်။နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာပေါ်မှာလဲဤစိတ်ချမှုကိုရရှိပြီးမမြဲသောအိမ်ကိုမဆွဲလန်းဖို့မြဲသောအိမ်ကိုဆွဲလန်းဖို့မဆာပါ။ခန္ဓာစိတ်ဝိညာဉ်ကောင်းချီးမင်္ဂလာနဲ့ပတ်ရပါမိအကြောင်းတပါးရောသားရောသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၍တနေ့တာကို အစပြုပါ၏။အာမင်။